စွာဒီဟာ new thai skills ပြတာ page မှာပြန်လိုက်ကြိုဆိုလိုက်ပါမယ်ဒီနေ့မှာတော့ခုကအတီးနဲ့ပတ်သက်ပြီးတော့ဗောနောအတီးနဲ့ပတ်သက်တဲ့ဒီစကားလုံးလေးတွေကိုလာပြီးတော့ sharing လုပ်ပေးမှာဖြစ်ပါတယ်အဲ့တော့တာကြည့်လိုက်အောင်ပထမဆုံးတတိဝလန်နေအတီးတွေကိုတို့ကผลไม้လို့ခေါ်တယ်ผลไม้ผลไม้ဒီအတီးတွေကိုတစ်လုံးနှလုံးဒါမျိုးပြောမယ်လူလို့တော့ ਨੇ look ဆိုတဲ့စကားလုံးနဲ့တောင်းတယ်ဒီ look ဆိုတဲ့စကားလုံးဒီအသီးတွေရဲ့အလုံးအပြင်သူကနောက်တဲ့အတိတ်ပဲရှိသေးတယ်။အဲ့ဒါကတော့သားသမီးတွေကိုကိုကသားရည်သမီးရည်ကိုရဲ့သားသမီးလို့ပြောချင်တဲ့အခါမှာဆိုလို့ရှိရင်လေ look ဆိုတဲ့စကားလုံးလေးကိုသုံးလို့ရပါတယ်။ပြီးရတဲ့အခါမှာကျတော့အသီးရဲ့ဒီအသားပေါ့နော်။ဒီအသားအထက်ကအသီးအသားပဲပြောမှာပေါ့။အဲ့ဒီအသားတွေကိုကျတော့သူကနင်က เนื้อဆိုရက်စကားလုံးလေးခေါ်တယ်ဟုတ်ပြီဒီเนื้อဒီအသီးတွေရဲ့အတွင်းသားတွေအသားတွေအပြင်တို့စားနေတဲ့အသားငါးပေါ့เนาะအဲ့လိုပြောတဲ့အသားကိုလည်းပဲเนื้อလို့ပြောလို့ရပါသေးတယ်เนื้อဆိုရက်စကားလုံးဒီဘာထက်ရှိသေးလဲဆိုတော့အမဲသားကိုလည်းပြောလို့ရတယ်အဲ့တော့เนื้อကို အမဲသားအသားတွေပြောမယ်အသီးတွေရဲ့အသားတွေမှာလည်းပြောလို့ရပါတယ်နောက်တစ်ခုကတော့အသီးတွေအခွန် အသီးတွေအခွန်ကိုကြတော့ plug လို့အတန်းထွက်တယ် plug သူကပနဲ့လာနဲ့အတန်းလေးကိုထွက်ပြရမယ် plug plug လို့ခေါ်ပါတယ်အသီးတွေထဲမှာပါတဲ့အစစ်ကလေးတွေဒီအစစ်လေးတွေကြတော့ mid 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 အဲ့လိုလဲပြောလို့ရသလို mallet 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 ဆိုပြီးရလဲတုံးလို့ရပါတယ် ီအသီးတွေရဲ့အသီးတချို့အသီးတွေမှာဆိုအမွေးမြင်အမွေးလေးပါတယ်ပေါ့နော်အဲအဲ့လိုအမွေးလေးတွေဆိုလို့ရှိရင်တော့ခွန်ဆိုရဲစကလုံးလေးခွန်ခွန်ဆိုတဲ့စကားလုံးနဲ့တောင်းလို့ရပါတယ်။ဟုတ်ပြီဒီခွန်ဆိုတဲ့စကားလုံးဒီအမွေးအမြင်နေအပြင်သူကပစ္စည်းတွေကိုတဲတဲ့အခါမျိုးမှာဆိုလို့ရှိရင်လည်းခွန်လို့တောင်းတယ်။ဘယ်လိုမျိုးတွဲတောင်းလဲဆိုတော့ခွန်ခေါင်ခွန်ခေါင်ဆိုပြီးတော့ပြောပါတယ်။ ဆူးတွေပါတဲ့အသီးဥပမာဒူးရင်းသီးလိုမျိုးပေါ့နော်အဲအဲ့လိုမျိုးဆူးတွေပါတဲ့အသီးအဲ့ဒီအဆူးတွေကိုကြတော့နာမ်နာမ်နာမ်နာတန်လေးဥပမာအနောက်ကမတန်လေးနဲ့ပိတ်မယ်နာမ်ဆူးဒီအဆူးပေါ့နော်အသီးတွေအဆူးတွေအဆူးတွေမှာ ပြောလို့ရပါတယ်ရှင်အဲ့တော့ဒီနေ့အသီးလေးကိုအချင်းချင်းပြန်ပြောမယ်ဆိုရင်တတိယလန်တွေကိုဖော်လမိုင်းဖော်လမိုင်းအသား เนื้อ เนื้อขอเปลือก เปลือกอสิเมล็ด เมล็ด อมวยอเมยขน ขน สุเรหนามหนามเครียนเอาเพจดีมา ခရရဲ့နောက်ဗီဒီယိုတွေမှာဘာအကြောင်းအရာလေးတွေကိုတင်မလဲဘာလေးတွေကိုတင်ပေးစီစဉ်လဲဆိုလို့ရှိရင် comment လေးထဲမှာ mark ပေးလို့မမေ့နဲ့နော်ခရရဲ့ page လေးကို like and share လေးလုပ်ထားပြီးတော့ crew ကို up ပေးလိုက်ပါအောင်